大爷，南北。 ီးပါတယ်ဆိုတဲ့ခန်းချနှုတ်တက်တော်ကြီးကနတ်ကိုးကွယ်ယုံကြည်သူတွေရဲ့ကြားထဲမှာနန္နကားတွေရဲ့စွမ်းအင်တွေရှိတယ်ဆိုပြီးတော့ယုံကြည်ထားကြသလိုတချို့တွေကြတော့လဲဝိညာဉ်တွေကြီးဆိုးတဲ့နေရာတစ်ခုဆိုပြီးတော့သတ်မှတ်ထားကြပါဘာလို့ဝိညာဉ်တွေကြီးဆိုးတဲ့နေရာတစ်ခုလို့ပြောရတာလဲဆိုရင်လွန်ခဲ့တဲ့28နှစ်လောက်တုန်းကဒီတော်ထဲမှာရုပ်ရှင်လာပြတဲ့အဖွဲတစ်ဖွဲရှိခဲ့ဘူးတဲ့ရုပ်ရှင်လာပြတဲ့အချိန်မှာလာကြည့်တဲ့သူတွေကလည်းအများကြီးမှအများကြီးပဲဒါပေမဲ့မိုးလင်းမနက်၄နာရီလောက်ကိုရောက်လာတဲ့အခါမှာတော့ဒီလူတွေအကောင်လုံးကတယောက်မှမရှိတော့ပုံမှန်အရင် တုန်းကဆိုရင်တော့အဲဒီလိုမျိုးရုပ်ရှင်တွေဇက်ပွဲတွေကြည့်တယ်ဆိုရင်အကောင်လုံးကမိုးလင်းပေါက်ကြည့်ကြတာမျိုးဒါပေမဲ့ဒါကြီးကတော်တော်ကြီးကိုမှထူးဆန်းနေခဲ့ဒါနဲ့ပဲဘယ်တွေများရောက်ကုန်ကြပြီလဲဆိုပြီးတော့သူတို့မှတ်ထားတဲ့လူနာမည်စရင်းနဲ့တခြားသူတွေကိုလိုက်ပြီးတော့မေးကြည့်လိုက်တာအဲ့ဒီလာကြည့်တဲ့သူတွေအကောင်လုံးကတီဗီသားသူတွေရဲ့နာမည်စရင်းတွေဖြစ်နေခဲ့အဲ့ဒီအကြောင်းအရာကလည်းထိုင်းနိုင်ငံမှာဆိုရင်တကယ်ကိုမှဒဏ္ဍာရီဆန်ဆန်တကယ်ဖြစ်ရမှန်ဆန်ဆန်ရှိနေတော့ပါပဲတခါတရံဆိုရင်ထိုင်းနိုင်ငံရဲ့သတင်းတွေမှာတော့ဖော်ပြလေးရှိပါတယ်ဒါတင်လားဆိုတော့လေမဟ ဟုတ်သေးပါဘူးကြံသေးပါတယ်ဒီအထဲကိုရောက်ဖို့အတွက်မီတာ100လောက်ရှိတဲ့တံတားကြီးကိုနဂါးကြီးနှစ်ကောင်နဲ့ပုံဖော်ထားတယ်အထဲမှာဆိုရင်လည်းနဂါးတွေကအများကြီးမှအများကြီးပဲအဲ့ဒီအထဲကမှဒီစစ်ဆိုတီလို့ခေါ်တဲ့နဂါးကြီးကဟိုးရှေးကလေးကဒီနေရာမှာရှိခဲ့တယ်ဆိုပြီးတော့အားလုံးကယုံကြည်ကြတယ်ပေါ့လေသူတို့ရဲ့အဆိုရတော့အဲ့ဒီနဂါးကြီးကဟိုးရှေးရှေးကလေးကလူသားတွေကိုကယ်တင်ပေးတယ်ချူတောင်းပေးတယ်အန်ဒီရီတွေကလည်းလည်းကာကွယ်ပေးတယ်ပေါ့လေအဲ့ဒါကြောင့်ပဲလူတွေတော်တော်များများကစီးပွားရေးကောင်းဖို့အိမ်တောင်ရေးကောင်းဖို့ပညာရေးတွေကောင်းဖို့တခြားဘာ ညာကောင်းဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ထူတောင်းတဲ့သူတွေကလည်းအများကြီးမှအများကြီးပါပဲသူဟာသူသားဘလောက်ထိစွမ်းလဲမစွမ်းလဲတာမသိတာဒီနဂါကြီးရဲ့ကံထဲကရည်တွေကိုတော့မှပါဆယ်ထုတ်တဲ့သူတွေကရှိပါတယ်ကျွန်တော်လုံးဝပုံမပြောဘူးဒီမှာဆိုရင်လည်းကြည့်ကြည့်လိုက်ဒီနဂါမလေးဆိုရင်လည်းကနေလိုက်တာရင်ရင်လေးနဲ့ဘလောက်တောင်မှလှနေလိုက်တယ်လဲဆိုတာကဟုတ်ပါပြီဟုတ်ပါပြီဘေးနာကကြည်နေတဲ့သူတွေဆိုရင်လည်းလုံးဝကိုမှရိုရိုတေတေစီကန်းရှိရှိလေးနဲ့သူ့ရဲ့ခါမှာပတ်ထားတဲ့နဂါလေးဆိုရင်လည်းကြည့်ကြည့်လိုက်အမောက်ကလေးကိုမှထောင်းလို့အသားလေးဆိုရင်လည်းဖြူဖြူ းလေးနဲ့မျက်နာလေးဆိုရင်လည်းတမင်လေးကြာနေတာတော့ Oh my god ဘလောက်တောင်မှလှနေလိုက်လေလာကြည့်တဲ့သူတွေကိုဘလောက်ထိကိုမှဆွဲဆောင်မှု ရှိလဲဆိုတာအဲ့တော့မြန်မာပြည်ကငကားမလေးတွေစီတစ်ချက်လောက်ဆွတ်အာဘဟာဟာဘဟာကျသားနဲ့ကျက်သွန်ကြီးကတ်မလား my god ဘာဆိုင်လို့ဒီငကားမလေးဆိုရင်လည်းကြည်ကြည်လေးလုံးဝကိုမှတွဲလျောင်းလှပပြီးတော့ကြည်ရတဲ့သူအဖို့မှယင်နဲ့လုံးဝကိုမှအေးမြသွားစေတယ်ဆိုတဲ့အကြည့်မျိုးအဲ့တော့ကျွန်တော်တို့ငကားတွေကိုပြန်ကြည့်လိုက်တဲ့အခါကျရင်ဖူးတဲ့နေရာတွေကဖူးဖြစ်တဲ့နေရာတွေကဖြစ်နေအဲ့ဒါပြင်ကောမှကုန်းကစားထားတာပြင်ကောမှမဲသဲနေရပါပဲ အဲ့တော့ဒီငကားမလေးပူဇော်နေတာဆိုရင်လည်းတကယ်ကိုမှကြည့်ပြော်ရှုပြော်ရှိကျွန်တော်တို့ငကားတွေပူဇော်တာကိုကြည့်ကြည့်လိုက်ရင်ငကားမမသိဘာမှမသိနဲ့တရုတ်တရဲကြနေရပဲခုံဆွခုံဆွနေခုံဆွခုံဆွ ွယ်စီမှာဆိုရင်လည်းဒီငကားတွေနဲ့ပတ်သက်လို့ကိုကိုွယ်ယုံကြည်မှုတွေအများကြီးရှိတယ်။ဒါပေမဲ့သူတို့ရဲ့ဆင်းသက်လာတဲ့ကာချာကိုဒီမျိုးရိုးစင်ဆက်လိုက်ယူသေးကြတယ်။ထိမ့်သိမ်းဆောင်းရှောက်ကြတယ်။တခြားသောကဘာလက်ခီးသွွားတွေကိုလည်းဆွဲဆောင်ပြီးတော့သူတို့ရဲ့ delay တွေကိုခြားပြရင်ခြားပြရင်နဲ့ပဲအခုလိုမျိုးတနေ့တခြားနာမည်ကြီးလာခဲ့တယ်။နောက်ထပ်နာမည်ကြီးရတဲ့အချက်တစ်ချက်ကတော့လွန်ခဲ့တဲ့28နှစ်လောက်တုန်းကဒီခန်းချနှုတ်တက်တော်ကြီးထဲမှာရုပ်ရှင်ပြဖို့ဆိုပြီးတော့လူတစ်ယောက်ကမြို့တက်ပြီးတော့ပွဲသွားငှားခဲ့။သွားငှားတဲ့အခါကျတော့လေဇက်ကား၄ကား ားစာအတွက်ဘတ်4000နဲ့ငားခဲ့တယ်။စယံငွေဘတ်900ကိုပါတခါတည်းပေးခဲ့။ဟောပိုင်ရှင်ကလည်းစယံတွေဘာတွေခြေခဲ့တယ်ဆိုတော့လည်းဘာမှမမေးတော့ဘဲနဲ့ဘယ်ရက်ဘယ်ချိန်ဘယ်နေရာမှာလာပြရမလဲဆိုတော့လာငားတဲ့သူကဇန်နဝါရီလ28ရက်နေ့ခန်းချနှုတ် တတော်လို့ဆိုပြီးတော့ပဲပြန်ဖြေခဲ့တယ်ပေါ့။ဒါပေမဲ့တယောက်နဲ့တယောက်နဲ့သာစကားတွေပြောနေပေမဲ့ပွဲလာငားတဲ့သူကတကယ်ရောလူစင်စစ်ဖြစ်ရဲ့လားတရေလားဆိုတာကိုတော့ပိုင်ရှင်ကတေချာမသိဘူးဖြစ်နေခဲ့။အဲ့တော့ဒီနေရာမှာပွဲလာငားတဲ့သူတောင်းဆိုတဲ့အချက်တစ်ချက်ကဒီစကားလေးကားလုံး ံးကိုမနက်၄နာရီထိုးတာနဲ့အပြီးပြပေးရပြီးရနဲ့တန်းပြန်ရမယ်ဆိုတဲ့တောင်းဆိုချက်တစ်ချက်ဒါနဲ့ပဲပိုင်ရှင်တွေကလည်းကောင်းပြီဆိုပြီးတော့ဒီပွဲကိုလက်ခံလိုက်တယ်ဒါနဲ့ပဲသူတို့ပြောတဲ့ရက်ကိုရောက်လဲရောက်လာရောရုပ်ရှင်ကပြဖို့အတွက်ကားတစ်စီးနဲ့မောင်းထွက်လာခဲ့ဒါနဲ့ပဲရွာလဲရောက်လဲရောက်ရောပွဲကငှားတာငှားထားတဲ့လူတွေကတယောက်မှဆိုတယောက်မှမရှိခဲ့ဘူးပုံမှန်ရင်တုန်းကပိတ်ကားကြီးကြည့်မယ်ဆိုရင်ပွဲသေးတန်းတွေကလူတွေကအများကြီးမှအများကြီးပဲဒါပေမဲ့ထူးထူးဆန်းဆန်းဆိုသလိုပဲအဲ့ဒီမှာတယောက်မှပုံမှန်ရှိမနေခဲ့ဘူးဒါပေမဲ့ပွဲကလည်းလက်ခံထ ထားပြီးပြီနေရာကလည်းတိနေရလုံးဝသိကြတယ်တောင်းဝကလည်းယူထားပြီးပြီဆိုတော့ဒါရမလာတာသူ့အပိုင်းဥပကနေတော့တောင်းဝကြည်အောင်လုံးရမယ်ဆိုပြီးတော့အကုန်လုံးအစင်သင်းလှုပ်ထားပြီးတော့ထိုင်ဆောင်နေခဲ့ဒီလိုနဲ့ပဲည9နာရီလောက်ကိုရောက်လာတဲ့အခါကျတော့ဘယ်ကမှမသိတဲ့သူတွေရောက်လာခဲ့ဟောရောက်လာတဲ့သူတွေကြတော့လေပျော်ပျော်ရွှင်ရွှင်နဲ့ရောက်လာတာမျိုးမဟုတ်ဘဲနဲ့ယောက်ျားလေးတွေဆိုရင်လည်းအနက်ရောင်ဝတ်စုံတွေနဲ့မိန်းကလေးတွေဆိုရင်လည်းအဖျောင်ဝတ်စုံတွေနဲ့ကြီးတော့လေအကုန်လုံးကလုံးဝကိုမှတိတ်ဆိတ်ပြီးတော့ညင်သက်နေဟောထိုင်တဲ့အခါကျတော့လေယောက်ျားလေးတွေကတစ်ဖက်မိန်းက လေးတွေကဟိုဘက်ကတစ်ဖက်ဒီကန်ရှိရှိနဲ့ထိုင်ကြတယ်ဒီလိုနဲ့ပဲဇက်ကားကပြာရင်ပြာရင်နဲ့မနက်၄နာရီထိုးကန်ဒီလောက်ကိုရောက်လာတဲ့အခါမှာတော့အဖွားကြီးတယောက်ကထားပြီးတော့မှပြောဘာပြောလဲဆိုတော့ကျန်တဲ့ပတ်စံတစ်ဝက်ကိုငါပေးမယ်ပြီးရင်ပြန်ဖို့လို့တော့နောက်ကိုလည်းလုံးဝလှဲ့မကြည့်ဖို့ကိုလည်းတေချာမှားထားလိုက်ဒါနဲ့သိမ့်မကြောက်ခဏကြာမှာပဲအဲ့လူတွေတယောက်မှမရှိတော့ဘဲကိုပျောက်လို့ပျောက်သွားမှမသိဒါနဲ့ပဲပိုင်ရှင်ကပြောတော့လေကျန်တဲ့ပတ်စံကိုပေးမယ်လို့လည်းပြောသေးတယ်အခုကျတော့လေဘဲကိုရောက်လို့ရောက်သွားမှမသိဘူးဆိုပြီးတော့သူတို့ဝင်လာတော့ကမှတ်ထားတဲ့ ာမည်စီးရင်တွေကိုလိုက်ပြီးတော့စစ်မေးကြီးလိုက်တာအဲ့ဒီလာကြည့်တဲ့သူတွေအကုန်လုံးကတေးပြီးသားသူတွေရဲ့နာမည်စီးရင်တွေဖြစ်နေခဲ့ဟာဒါနဲ့ပဲဒါကြီးကဘလို့ကြီးဖြစ်ရတာလဲဆိုပြီးတော့သူတို့ကသူတို့ကသူတို့တောင်မှအပြေရှာမရဖြစ်နေခဲ့ဒါနဲ့ပဲမိုးလင်းကို ရောက်လာတဲ့အခါမှာတော့ဟိုမေးဒီမေးမေးရင်တဲ့ကနေမှဒီတတော်ကြီးကအခုလိုမျိုးဝိညာဉ်တွေကြီးဆိုးတယ်ဆိုတဲ့အကြောင်းတွေနောက်ပြီးတော့ဒီနေရာကနန္ဒကားတွေရဲ့အပိုင်နေရာဖြစ်တဲ့ဆိုတဲ့အကြောင်းတွေကိုပြောပြလိုက်တဲ့အခါမှာတော့သူတို့ကဒီတိုင်းပဲပြန်ပြီးတော့မောင်းထွက်လာခဲ့အဲ့တော့ဒီစိုးရီကဒီနာမည်ကြီးရတဲ့အ 12ချက်ပါဒါပေမဲ့ဒီ story ရှိခဲ့တယ်ဆိုရင်တောင်မှပဲဒီ next ခက်လောက်ကြီးတော့နာမည်ကြီးမယ်လို့တော့ကျွန်တော်မထင်ဘူးဒီ story ကဒီတတော်နာမည်ကြီးဖို့အတွက်ပုံကြီးချဲ့တယ်လို့ပဲပြောရမှာပဲဘာဖြစ်လဲဆိုတော့ဒီ story က1900ခုအစောပိုင်းမှာဖြစ်ခဲ့တာဒီတတော်နာမည်ကြီးလာတာက1990နှောက်ပိုင်းကျမှသာနာမည်ကြီးလာခဲ့နာမည်ကြီးလာတော့လေဒီ story ကြောင့်မဟုတ်ဘဲနဲ့ဒီနန္ဒကားတွေကြောင့်ပဲနာမည်ကြီးလာခဲ့ဟိုကျွန်တော်တို့လိုမျိုးတာမန်လူတွေအတွက်ကတော့ပြောစရာရှိတယ်ဆိုပေမဲ့ဓာရီကိုယုံကြည်ကိုးကွယ်သူတွေရဲ့ဂျားထဲမှာ ော့ဒီတရားကြီးပေါ်ကဒီငကားပုံစံလှုပ်ထားပေးတာကိုကလေးကဒီလူတွေနဲ့ငကားတွေနဲ့အဆက်ဆက်ရှိတယ်။နောက်ပဋ္ဌာန်းဆက်ရှိတယ်ဆိုရယ်ပုံစံကိုဖန်သားထားတဲ့ပုံစံကိုလှုပ်ထားတာ။အဲဒီမှာဆိုရင်လေဒီငကားတွေကိုကိုးကွယ်ယုံကြည်တဲ့သူတွေနောက်ဒီနတ်တွေကိုကိုးကွယ်တဲ့သူတွေရှိတဲ့အခါကျတော့အဲဒီမှာပူဇော်ပွဲကအရန်အရန်ကိုမှစီးတယ်။အဲဒီမှာဆိုရင်လေထိုင်းနိုင်ငံရဲ့မှမဟုတ်ဘူး။တခြားလာဝရောမြန်မာရော တခြားနိုင်ငံခြားခီးသွားတွေရောအကုန်လုံးကအဲဒီကိုလာတဲ့အခါကျတော့ပတ်စံ င်ရကြတယ်။ဟောအဲဒီကမှတဆင့်ဒီစတိုရီကိုထပ်ပြီးတော့ပေါင်းထည့်လိုက်တယ်။ဟောပေါင်းထည့်လိုက်တဲ့အခါကျတော့လေဒီအတိုင်းပါဇက်ပြောနေမဟုတ်ဘဲနဲ့သူတို့ရဲ့ထိုင်းသရင်းတွေကပါအစလုံးဝကမှပေါ်ပေါ်ထင်ထင်နိုင်ငံခြားခရီးသွားတွေကိုဆွဲဆောင်လောက်တဲ့အထီးကိုမှသူတို့ကတင်ဆက်ပေးလိုက်တယ်။အဲ့တော့ဒီစတိုရီကဒီတစ်တော်နာမည်ကြီးဖို့အတွက်ပုံကြီးချဲ့ထားတဲ့စတိုရီလို့ပဲပြောရမှာပါ။ဆိုတော့ကျွန်တော်အမျိုးတွေရောဘယ်လိုထင်လဲဆိုတာကို comment နဲ့မှာတစ်ချက်လောက်ပြောတော့ပြကြပါဦး။ဆိုတော့အားလုံးပဲတက်တာပါ။